လီဗာပူးရီယယ်မက်ဒရစ်တို့ဆုံတွေ့နေတဲ့ဒီတစ်ပတ်ချန်ပီယံလိရဲ့အကောင်းဆုံးပွဲအားလုံးပဲမင်္ဂလာပါ City Insider ကြောင့်ဘာမှကနေပြန်လဲကြိုကြိုလိုက်ပါတယ်ချန်ပီယံလိပွဲစဉ်လေးရဲ့ဆက်လုပ်ချားစရာအကောင်းဆုံးပွဲအဖြစ်လီဗာပူးကအန်ဖီးမှာစပိန်ဘလူးဂျီရီယယ်မက်ဒရစ်ကိုအဲခံကစားသွားပါမယ်ဒီဗီဒီယိုမှာတော့နှစ်ပင်းကြာစကားပြောနေတဲ့ data များလက်ရှိခြေစွမ်းနဲ့ဖြစ်နိုင်ခြေရလဒ်တို့ကိုခံမှန်းပေးသွားမှာပါမဆခင် CMB ကို YouTube မှာ subscribe မလုပ်ထားအပြင်လုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက် ကျေးဇူးပါဒီပွဲမှာပြိတ္တအာယုံဆူဆိုင်မှုရမယ်ကစားသမားကတော့အားလုံးသိတဲ့အတိုင်းအလက်ဇန္ဒားအာနိုးပါပဲငွေမွေးချံပေါက်အသင်းဖြစ်တဲ့လေဘဘူးကိုစွန့်ခွာပြီးရီယယ်မက်ထရစ်ကိုပြောင်းရွှေ့သွားတယ်ဒီကစားသမားကမကြသေးခင်ကတော့တပေါက်ကျော်တန်ရာကြောင့်အနားယူခဲ့ရတယ်လို့အသင်းအတွက်နောက်ဆုံးနှစ်ပွဲဆက်လေကစားပေးနိုင်ခဲ့ခြင်းတော့မရှိပါဘူးလေဘဘူးနဲ့ပွဲမှာလည်းပါဝင်ကစားဖို့ရာခိုင်နှုန်းနည်းနေပေမဲ့အန်ဖီပရိသတ်တွေကတော့ကစားသမားကိုဘူးမှုတ်ပြီးတော့ဖိအားပေးသွားဖို့ရှိပါတယ်ဘလို့အနေထားမှာမဆိုပါဒါကိုလေဘဘူး အာဆင်နယ်မေလပွဲစဉ်မှာကလေးကအာနုတယောက်ကြုံတွေ့ခဲ့ပြီးသားပါလီဗာပူးနဲ့ပွဲမှာအာနုပါဝင်ကစားမလားစိတ်ဝင်စားစောင့်ကြည့်သွားပါမယ်ဒေးဗစ်လာပါဒန်နီယယ်ကာဗာဂျဲနဲ့ဒူဒီကာတို့သုံးလုံးကိုတော့နီးပြစားပြီးလို့ဆိုဆုံးရှုံးထားပြီးဒီကစားသမားတွေမပါဝင်နိုင်ခဲ့တဲ့နောက်ဆုံး6ပွဲမှာလည်း6ပွဲလုံးကိုမက်ထရီလိုနိုင်ခံထားပါလေနောက်တန်းတန်ရာပြည်တနာကိုဖြည့်ရှင်းထားနိုင်တာကိုတွေ့ရတာပါဒီ6ပွဲမှာလည်းပေးကိုက2ဂိုးသာခွင့်ပြုထားရပါတယ် မက်ဆီ2025-26ချန်ပီယံလိမှာလည်းရီယယ်ကိုချေဆွာနေပြီး၃ပွဲကစား၃ပွဲနဲ့၈ဂိုးသွင်းတဂိုးခွင့်ပြုထားပါတယ်။အကယ်၍လီဗာပူးကသာအနိုင်ရလာရင်ဒါ UCL ၄ပွဲဆက်အနိုင်ရတာဖြစ်သွားမှာဖြစ်တယ်လို့ဒီလို၄ပွဲဆက်အနိုင်ရတဲ့နှစ်တွေမှာရာသီကောင်းရင်ရီယယ်က UCL ဆူဗလာကိုကန့်မြောက်သွားလိမ့်ရှိပါတယ်။ရှေ့ကနှစ်ကြိမ်ကတော့2001 2002နဲ့2020လို့2024ရာသီတွေမှာပါကျင်ခဲ့တဲ့နှစ်ရာသီမှာတော့စီမီဖိုင်နယ်အနေဆုံးတက်ရောက်နိုင်ခဲ့ပါတယ်။ ဒါကလည်း data တွေကိုနိုင်နိုင်ချွတ်ချွတ်လိုက်ကြည့်လို့ပါတကယ်ဆိုရင် real ကတော့ champion league ကိုပုံစံမျိုးစုံနဲ့ယူလာပါပဲတစ်ဖက်မှာ liverpool ကစနေနေ့ညမှာကစားတယ် premier league ပွဲစဉ်မှာ aston villa ကိုအနိုင်ရချပြီးစိတ်သက်ပြန်လည်တက်ကြွနေပါတယ် villa နဲ့ပွဲမှာ arnes slot ကမနစ်ကအမှတ်ပေး champion ဖြစ်ခဲ့တဲ့ lucien ကို9ရောက်ထိပြန်လည်အသုံးပြုသွားတာပါဒါကတော့စိတ်ဝင်စားစရာတစ်ချက်ပါ messi champion league မှာတော့၃ပွဲကစားပြီး၂ပွဲမှာဘူးနိုင်ရတာပါတယ်ဒီထဲမှာ Frankfurt ကိုပွဲစဉ်3မှာ5-1နဲ့နိုင်ရတဲ့ပွဲလေအပအဝင်ပါ ် UCL မှာပေးစရာမှာတော့အစ်စ်10မှာလိုပါဘူးရက်တည်နေပါတယ်။ဘာဘူးဘက်မှာအလက်ဆန်ဘက်ကဂျေရမီဖရင်ဘောင်အလက်ဇန်ဒါအစ်ဆက်နဲ့ယိုဗနီလီယိုနီတို့လိုကစားသမားကောင်းတွေတန်ရာရနေတာကြောင့်လည်းအသင်းကအားနေနေတာပါ။ဖာတစ်ဂျုံတယောက်လောက်ကလွှင့်ရန်စတွန်ဗီလာနဲ့ဘွဲကလူစင်းကိုပြောင်းလဲမရှိအင်ရှင်တွေပွဲထွက်လာပွဲရှိပါတယ်။လဘဘုကရုပ်တရက်ရလက်တွေထိုးကြသွားပြီမယ်ချန်ပီယံလိစ်ပြိုင်ပွဲမှာတော့လဘဘုကသွားရှော့တွက်လို့မရတဲ့အပြင်ဖြစ်နေသေးပါ UCL အိမ်ကွေး22ပွဲမှာပွဲ20ပြီးပါဘူးလို့အနိုင်ရထားသေးပါပဲ ဒါပြင်နောက်ဆုံး UC ရဲ့အိမ်ကွင်း12ပွဲမှာလည်း12ပွဲလုံးကိုနိုင်ရထားတာပါဒီပြိုင်ပွဲမှာအိမ်ကွင်း9ပွဲတော့ပါဘူးရှုံးမှုထားပြီးတော့ဒီတဲက3ပွဲကစပိန်အသင်းတွေဖြစ်တဲ့ဘာစီလိုနာ၊ဗလန်စီယာနဲ့ရီယယ်မက်ဒရစ်တို့ကိုရှုံးထားတာပါဒီတစ်ချက်ကလည်းသတိထားသွားရပါမယ်နောက်တဲ့တစ်ချက်ကိုဆွဲထုတ်ပြကြင်တာကလီဗာပူးကရီယယ်နဲ့တွေ့တိုင်းကိုပေးထားရပါတယ်နောက်တဲ့သတိထားဆောင်ကြည့်သွားမှာကလီဗာပူးကဒုမဂျီယိုဂျီမာတာဒက်စ်ပလီဘာမီလာနဲ့ပွဲမှာလီဗာပူးကစားသမားပေါ်ပထမဆုံးကလင်းရှိကိုရရှိထားပါတယ်တစ်ဖက်မှာ မက်ဒရစ်ကဒီရာတီချန်ပီယံလိမှာ၉ပေါက်တဲ့ကန်သွင်းချက်38ချိန်နဲ့အများဆုံးပြုလုပ်ထားတဲ့အသင်းမှာတပွဲကိုပြန်ပြ10ချိန်အထိကန်ထားပါတယ်။ဖြစ်ဝင်စားတဲ့နောက်တစ်ချက်က2003ကနေစလို့လိုဘော်ဘူးကလည်းချန်ပီယံလိအိမ်ခွေးမှာဘယ်တော့မှ၉ပေါက်တဲ့ကန်ချက်10ချိန်နဲ့အထက်ပြိုင်ဘက်ကိုခွင့်မပြုထားပါဘူး။ဒီပွဲအားဖြင့်ခြုံကြည့်ရင်တော့ရီယယ်ဘက်က10ချိန်နဲ့အထက်၉ပေါက်တဲ့ကန်သွင်းချက်အန်ဖီမှာရဖို့ကမဖြစ်နိုင်သလောက်ပါပဲ။သို့တော့ဒီရာတီအဝေးခွင့်ပွဲစဉ်ဖြစ်တဲ့ခိုင်ရက် နဲ့ပွဲမှာပြင်းထန်တက်ဆင်မှုအမ်ဘာဘေကရီယယ်မက်ဒရစ်ရဲ့ hat-trick ပေးယူပေးထားတာပါ။ဒါအပြင်ကစားသမားကဥရောပပြိုင်ပွဲမှာ hat-trick ၃ဂိမ်အထိရထားပါတယ်။ဒါကပြိုင်ပွဲသမိုင်းမှာဘူးတွဲအများဆုံးဖြစ်အင်ဇာဂီနဲ့အတူရက်တည်နေတဲ့မှတ်တမ်းပါ။လက်ရှိဒီနှစ်သင်းရဲ့ခြေရန်းကိုနိုင်ရှင်ကြည့်ပါမယ်။ဒီရသည့်ဇာဘီအလွန်ဆိုရဲ့အသင်းကအမှတ်ပေးပွဲမှာလည်း၁၁ပွဲကစား၁၀ပွဲထိနိုင်ရထားပြီးရမှတ်၃၀ထိရှာဖွေထားနိုင်တာအဆင့်တနေရာမှာရက်တည်နေပါတယ်။ ရီမီယာလီမှာဒီရသည်အာဆင်နယ်ဘလောက်ကောင်းတဲ့အားလုံးသိပါရလပိုင်းရဆိုကောင်းပါလေဆိုတဲ့အာဆင်နယ်ထက်ကိုရီယယ်မက်ဒရစ်ကအနည်းငယ်ပိုကောင်းနေပါတယ်စပိန်သားနီလာလွန်ဆိုကတော့4-1 4-1 4-3-3အထိုင်နဲ့ပွဲထွက်လေးရှိပြီးရီယယ်မက်ဒရစ်စတိုင်လည်းမပြတ်ပြိုင်ဘက်ကအားနေရင်ဖိကစားပြီးသွင်းကိုရှာနေတယ်လို့ပြိုင်ဘက်ကပိုဇီရှင်အခြေပြုလို့ရင်လည်း off the ball အနေထားတွေကလည်းပြန်ပြန်တိုက်စစ်နေအကောင်းဆုံးဖိုးနှက်နိုင်တဲ့အပြင်မှာတိုက်စစ်မှာအဓိကခြေစွမ်းပြနေတဲ့သူက73ဂိုးသွင်း2ဂိုးပန်ပြီးပြတဲ့အမ်ဘပေနဲ့5ဂိုးသွင်း4ဂိုးပန်ပြီးပြတဲ့တောင်မန်ကစားသမားဗင်နီစီယက်တို့ပါ မီးပြားနဲ့ဘရာဇီးသားတို့ကြားမှာလည်းထွေထူးမပြေလည်တာမတွေ့ရပါဘူးဗလန်စီယာနဲ့နောက်ဆုံးပွဲမှာလည်းဝင်ကစားထားပေမဲ့ရရှိလာတဲ့ပယ်နတီကိုတော့လွဲချော်ထားပါတယ်နောက်ထပ်ကွင်းလယ်မှာခြေစွမ်းပြနေတာကဂူလာပါဒီအသက်20ရွယ်တူရကီကစားသမားကအသင်းအတွက်ဂိုးပေါင်ဝင်ပြသက်မှု၈ချိန်ထိလုံးပေးထားနိုင်ပါတယ်လီဗာပူးကတော့နောက်ဆုံးပွဲမှာခြေစွာနေတဲ့အက်စတွန်ဗီလာကိုအိမ်ကွင်းမှာ2-0 clean sheet နဲ့အနိုင်ရလိုက်တာကအသင်းကိုစိတ်တက်ပိုင်းရတော့မြင့်တက်သွားစေပါလိမ့်မယ်တော်မန်တက်စစ်ကစားသမားဆာလာလည်းနှစ်ပွဲဆက်ဂိုးသွင်းယူတာပြီးခြေစွမ်းကောင်းနေပြန်ရလာပါတယ် ဒီနေရာမှာဟာတာလီပြောချင်တာကဆာလာခြေကွမ်းကောင်းတွေပြင်ရလာတာက Fantasy Premier League မှာ CIMB အင်းကဆာလာကိုရောင်းလိုက်တာနဲ့များသွားတိုက်ဆိုင်နေမလားဆိုတော့ပါမရှိမဆိုင်တွေးမိရဖြစ်မှာ EPL 9ဘွဲ့69ပေါက်ပြောင်းနေတဲ့ဆာလာကိုပြီးမခံနိုင်တော့လို့ရောင်းလိုက်ပြီးပါဒီจิตသားကဂိုးတွေပြင်တွင်းနေပါတယ်အဲ့ဒီမှာဆာလာကိုရောင်းလိုက်လို့ရတဲ့ပတ်စံတွေအာဆင်နယ်ကဆာကာနယူကာဆယ်ကဝေါ်တာမန်ဒီမန်ယူကအန်ဘူမိုတို့ပြန်ဝင်လိုက်တာပါ၃ယောက်ထိပါအဲ့ဒီ၃ယောက်လုံးကရှေ့မှာအလုပ်ဖြစ်နေတဲ့ကစားသမားတွေအဲ့တော့ M ပြန်ပြီး MA ဝယ်ပြီးမှဒီ၃ယောက်လုံး၉ပေါက်ကိုပြန်ပြောက်တော့။အဲကြီးကတော့ရည်ရတဲ့ကိစ္စ။ဒီပေါ်ပုပ်ပုပ်ကိုပြန်ဆက်ရရင်နောက်ဆုံး၄ပွဲမှာ Frankfurt Aston Villa တို့ကိုတော့အနိုင်ရထားပါပြီ။ဒီမှာ EFA ကရှုံးပွဲကဆယ်ကျော်သက်တွေနဲ့ကြံရင်ထွက်လိုက်ရတာဆိုတော့နောက်ဆုံး Brentford နဲ့တပွဲလောက်ပဲလိုပါပုပ်ပုပ်ကလက်ကျန်၃ပွဲမှာနိုင်ထားတာလို့ပြင်နေပါတယ်။ Tesmo Isak ကတော့ဒဏ်ရာကြောင့်မပါနိုင်ပေမဲ့ Quinnet တဲ့ Florian Vaz ကတော့နီးပြနေတဲ့အံဝင်ဖို့တော့အတော်လေးကြိုးစားယူသွားရဖို့ရှိနေပါတယ်။ဒီနဲ့တင်းကြ head to head ကိုကြည့်လိုက်ရင်စွစ်စွပေါင်း 6ချိန်တွေ့ဆုံရမှာလော်ဘတ်ကတပွဲနိုင်ရီယက်က9ပွဲထိနိုင်ရထားပါတယ်။အေကတပွဲပဲကြာလာတာပါ။ဒီဘက်မှာနိုင်ရှုံးကတော့ဇာတူ90 90လို့ပဲမြင်ပါတယ်။အော့ပတာရဲ့စူပါကွန်ပျူတာတွက်ချက်မှုကိုကြည့်ရင်လည်းအင်ရှင်လော်ဘတ်နိုင်ချိန်38.8ရာခိုင်နှုန်းအဲ့ဒါရီယက်မက်ဒရစ်နိုင်ချိန်39.2ရာခိုင်နှုန်းစီရှိနေပါတယ်။နောက်ထပ်အော့ပတာရဲ့ power ranking ကိုကြည့်လိုက်ရင်လည်းဒီနှစ်သင်းကမကွာပဲနဲ့လော်ဘတ်ကအဆင့်9ရီယက်မက်ဒရစ်ကအဆင့်6ပါ။ ပြန်ပြန်နေနဲ့လေဒီပွဲကတည်ကြသွားမယ်ပွဲလိုပဲမြင်ပါတယ်လီဗာပူး2ရီယယ်မက်ဒရစ်2လို့ပဲခံမှန်းပေးထားခြင်းပါတယ်ဒါကတော့အင်ကာနီညမှာကစားသွားမယ်ချန်ပီယံလိပွဲကြီးပွဲကောင်းဖြစ်တဲ့လီဗာပူးရီယယ်မက်ဒရစ်တို့ပွဲကိုခံမှန်းပေးခဲ့တာဖြစ်ပါတယ်တို့နောက်ပြည်မှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ